ရှုပ်ထွေးလာပြီဖြစ်တဲ့အမ်ဘူမိုးရဲ့အပြောင်းအရွှေ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ United Diary for Science ကနေပြီးတော့ကြိုဆိုပါရစေ။ Okay ပြည်သူတွေခင်ဗျာကျွန်တော်တို့အခုကတော့ကျွန်တော်တို့ United နဲ့အမ်ဘူမိုးဂျာကအပြောင်းအရွှေ့ကနည်းနည်းလေးတော့ဒါကြံ့ကြာမှုတွေရှိနေတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါ Brandfo ရဲ့ဒါကျွန်တော်တို့အမြင်သုံးသပ်ရမယ်ဆိုရင်တော့ United ကခေါ်ယူချင်တာနဲ့ Brandfo အနေနဲ့ဒါအလိုလိုပေါ့နော်သူတို့ပြောင်းရွှေ့ကြည့်ပို့ပို့ပြီးလိုချင်နေတဲ့ ဒါပြဿနာက United နဲ့ Brentford ကြားမှာဒါညှိနှိုင်းမှုတွေနည်းနည်းလေးတော့ပိုပြီးခက်ခဲလာတယ်လို့ထင်တယ်အဲ့တော့ United အညီနဲ့ကလည်းဒီလာမဲ့ပေါ့နော်ဒါ July လ19ရက်နေ့ဒါ Leeds United နဲ့ခြေစမ်းပွဲမတိုင်ခင်မှာအန်ဘူမိုအရခေါ်ခြင်းနဲ့ဒါပေမဲ့လည်းအခု Brentford အနေနဲ့ဘာဖြစ်လာလဲဆိုတော့ United ဘက်ကနေပြီးတော့ဒါ Sterling ပေါင်း65သန်းအထိသူကလိုချင်နေတယ် United ကလည်းအတက်နိုင်တော့သူ့အနေနဲ့နှိမ့်ပေးတယ်ပြီးခဲ့တဲ့ရပိုင်းကလည်းကျွန်တော်တင်ဆက်ခဲ့တယ် Starling ပေါင်း62တန်းပြီးပေးပြီးတော့ခေါ်ခဲ့ Dandy ဖြစ်တဲ့အနေအထားအထိလောက်တော့ ရောက်ခဲ့တယ်လို့ကျွန်တော်တို့ပြောဆိုခဲ့ပေမဲ့လေဖေဗီဆိုကိုရန်နဲ့ဒီလားဒါမျိုးတွေကိုဒါအတည်ပြုခဲ့တယ်ဆိုပေမဲ့လေအခုကဘရန်ဖို့နေနဲ့ကထပ်ပြီးတော့လောဘတက်လာတယ်ကျွန်တော်ပြောလို့ရတယ်65သန်းထိလိုချင်နေတယ်အဲ့တော့အမှုမွေးအမြောင်ရွှေကမလို့အဖက်နဲ့ကြံ့ကြံ့မှုရအများကြီးဖြစ်နေတယ်အဲ့တော့ဒီနှစ်နွေရာသီမှာအမ်ဘူမူနဲ့ယူနိုက်တက်ယူနိုက်တက်နဲ့အမ်ဘူမူအမ်ဘူအနေနဲ့ယူနိုက်တက်စီကိုရောက်ရှိလာပါဦးမလားဒါပြိဿနိကကိုမလို့ထင်မြင်လဲကျွန်တော်ကွန်မန့်မှာဝင်ရောက်ပြီးဆွေးနွေးတက်လို့ရပါတယ်ကျွန်တော်ထွန်းတေသာပါ